အဲ့နောက်တစ်ခုမှာကျဲမကြီးနဲ့ပတ်သက်လာလို့ရှိရင်မိမမာတဲ့အားနေချက်ရှိတယ်လို့ယောက်ျားလေးမလေးအားနေချက်ရှိတယ်။ဘာဖြစ်လို့ဒါမျိုးပြောရလဲဆိုလို့ရှိရင်မင်းရဲ့ဒီ profile အောက်ကဒင်းနေတယ်မှာလာဝင်ပြီးနားထောင်လို့ရတယ်။တခါတလေဒီ TikTok မှာတင်လို့မရတဲ့အရာတွေဆိုရင်မင်းရဲ့ဒီအပေါ်ကနေ့ထဲမှာမင်းတင်ထားတယ်ပေါ့နော်။အဲအဲ့ဒီကိုလာပြီးတော့ကြည့်လို့ရတယ်။ အဲ့မှာမျိုးသားတွေအားနှက်ချက်တွေကိုအများကြီးတွေ့ရတယ်နော်ဘာသာအမျိုးသမီးတွေမှာလည်းအားနှက်ချက်ရှိတာပေါ့မျိုးသားတွေမှာတပုံးတွေ့ရတယ်အဲ့အတွက်ကိုသူတို့ရေအများကြီးပဲမိုက်စီကိုသူတို့ရဲ့လက်ပြစ်ချစ်နေတဲ့ ပြဿနာလေးတွေကိုလာပြီးတော့ပြောပြရတယ်နော်ဒီအိမ်နာတစ်ခုမှာဒီယောက်ျားနဲ့မိန်းမအမျိုးသားဆက်ဆံရေးတစ်ခုမှာ ပေါ့နော်သူတို့မှာဒီအင်အားတွေကျနေတာဘာကြောင့်လဲဆိုလို့ရှိရင်အာသူတို့လာပြောသူတို့အသက်တွေကိုမေးလိုက်တဲ့အခါမှာဒီဖြစ်တဲ့သူတွေတော်တော်များများဒီ30ကျော်40ကျော်အမျိုးသားတွေတော်တော်များတယ်တချို့ဆို90ကျော်60 လူတယောက်ကမျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မင်းအမြဲတမ်းဗီဒီယိုရဲ့မှာထည့်ပြောရတယ်40နောက်ပိုင်းမှာချွင်းချက်တွေအရမ်းများတယ်30ကျော်မှာဖြစ်တယ်ဆိုတာကသူတို့မှာတစ်ခုခုအကြောင်းရင်းရှိလို့ ဖြစ်တဲ့အကြောင်းရင်းတစ်ခုခုပေါ့နော်အဲတစ်ခုခုကိုမိဝဲနေလို့စိတ်လိတ်တော့၎င်းဘီယာတော့၎င်းတခါတလေကြားလို့ရှိရင်လူတွေမမြင်နိုင်တဲ့အရာကပါလဲဆိုရင်လေထဲမှာမိတို့ဓာတ်ငွေတွေစက်ယုံလုံယုံကားရရှူနေရတဲ့ဓာတ်ငွေတွေကြောင့်မိတို့ရဲ့အဆုတ်တွေကနေတဆင်နော်အသက်ရှူပေါက်ကနေတဆင်အဆုတ်ကိုရောက်ပြီးတော့အမှကိုကံအားတွေကြတာအဲ့ဒါကိုလူတိုင်းတော်တော်များများသိမသိကြဘူး အခုတိသွားပြီမဟုတ်လားနော်အဲ့ဒီအငွေတွေအစိတ်ငွေတွေဒါအစိတ်ငွေတွေပဲတနေ့နည်း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 ရှူနေနေတဲ့ခါကျကြာလာတော့ခဏကိုမှမိတို့ကလေးစားတွေသွားပြီးတော့ထီတယ်အားနေချက်တွေဖြစ်လာတယ်အဲ့မှာအာမောပန်းလွယ်တဲ့အလုံးလုံးတဲ့ခါကျရင်အာရင်ကိုပို့ပြီးတော့ကုန်ခန်းတာမြန်တယ်ဒီလိုလက္ခဏာမျိုးလေးတွေဖြစ်ကြရင်အဲ့အတွက်ကိုမရမိစရာဖြစ်ဆက်စာအကောင်းဆုံးကိုရွေးချယ်ထားတယ်ခဏကိုကိုလမ်းဆန်းစီမယ်အာညကို ဟိုညကိုတောက်ပြီးတော့အိတ်လိုက်မယ်ဆိုရင်မနမိုးရင်းလိုင်းလူကလုံးဝလမ်းဆန်းနေမယ်တက်ကြွနေမယ်အဲ့လိုပုံစံမျိုးမျိုးသားတွေတော့ကိုထောက်ထားတဲ့ရှစ်ပြည့်တဲ့ခြေစင်းเนาะဒီဥစ္စာတွေကမျိုးသားခန္ဓာကိုအားရှိဖို့အတွက် ထုတ်ပေးထားတဲ့ဟာပါတချို့ကဘာလဲဘာလဲလာလာမေးကြတာပေါ့เนาะလူတိုင်းအယောက်၁၀၀မိတ်နေစာရရဲ့မျိုးလုံးတွေပြူးနေအောင်ကြည့်နေရတာပေါ့เนาะတခါတည်းဒီဗီဒီယိုလေးကိုစောင်းအောင်နားထောင်ပြီးဒါကကြတော့အမျိုးသားတွေရဲ့ အားနေသွားတယ်ဒီလင်းနဲ့အားနဲ့ဟာအကျော်ကိုပြန်ပြီးအားကောင်းစီရေနော်အာဟိုဟာတိုက်တယ်အားကောင်းစီရေတစ်ခါကျရင်ဒီထဲမှာစကားတွေထိမ့်ပြောရတယ်နော်ဟိုဟာဖြစ်လို့အားကြောင့်မို့အကျော်ကိုပြန်ပြီးအားတန်စီရေဒီလိုတွဲရက်သုံးရင်ပို့ပြီးတော့ကောင်းတယ်ကိုကအစားအသောက်ကိုနဲ့အာဟာရဖြည့်ရတာကြားတယ်ဒါလေးဆိုရင်တော့မြင်တယ်အား နှစ်လသုံးလအတွင်းကိုရလက်ကောင်းကြီးရတယ်ဒါကိုစိတ်ဝင်စားရင် profile အောက်က Viber နံပါတ်လင့်နဲ့လာပြီးတော့မေးလို့ရပါတယ်ရှင်အသက်အရွယ်မတူတဲ့အမျိုးသားအမျိုးသမီးအမျိုးသမီးအမျိုးသားတွေအိမ်အောင်ပြုလုပ်မယ်ဆိုလို့ရှိရင် မရဲ့ video လေးကိုစောင့်အောင်နားထောင်ပါပြီဘာဖြစ်လို့လဲတတိယကိုလာပြောရလဲဆိုလို့ရှိရင်မရဲ့ဒီရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အရွယ်မတူတဲ့သူတွေအိမ်အောင်ကြတဲ့နေရာမှာ တို့ရဲ့အခက်ခဲကလေးတွေနောက်ပြီးတော့မိုင်းရဲ့ client တွေတော်တော်များများမှာတို့ရဲ့အကြောင်းအရာလေးတွေကိုလာပြီးတော့ဆွေးနွေးတိုင်ပင်တာလေးတွေရှိတယ်။အားကြောင့်မို့မရဒီဗီဒီယိုလေးနဲ့ညှောက်ဝေလိုက်ခြင်းဖြစ်တယ်။အသက်ရွယ်မတူတဲ့ဒီအရွယ်လေးတွေအိမ်အောင်ပြုကြတဲ့နေရာမှာ အသက်ကြည့်တဲ့သူတွေအမျိုးသားတွေအမျိုးသမီးတွေမှာလိုအပ်ချက်တွေရှိတယ်။ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဒီအသက်အရွယ်ပိုင်းခြားရာခန္ဓာကိုယ်မှာအဲ အားနေတဲ့လက္ခဏာဆိုင်တွေကပြလာတယ်။ဒါကိုငယ်တဲ့သူတွေကနားလည်ပေးဖို့လိုအပ်တယ်နော်။အနားလည်ပေးမယ်၊စာနာပေးမယ်။အနောက်ပြီးတော့ဘာပြောလဲဆိုတော့ဟိုဖေးမပေးမယ်ဆိုလို့ရှိရင်ဒါကပြဿနာဖြစ်မဟုတ်ဘူးအဆင်ပြေစေနိုင်တယ်။အသက်အရွယ်ကြီးတဲ့အမျိုးသား ကအမျိုးသမီးကိုယူထားတာအသက်အရွယ်ကြီးတဲ့အမျိုးသမီးကအမျိုးသားကိုယူထားတယ်ဆိုရင်အရွယ်ကြီးတဲ့သူတွေမှာလိုအပ်ချက်တွေရှိတယ်ပုံမှန်ပတိမီအသက်၄၅နှစ်กว่าတဲ့အိမ်တော်ရင်းနဲ့တော့မတူဘူးပေါ့เนาะအာရမှုအကြတော့ ဘယ်လိုအိတ်ခတ်ကြရင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျန်းမာရေးအဓိကကျန်းမာရေးကိုလိမ့်စားဖို့လိုအပ်တယ်။ကိုယ့်ရဲ့တနေ့တာနေထိုင်စားသောက်မှုမှာအရန်ကိုတိတ်ကဲလုပ်ပေးပါ။နောက်ပြီးခင့်နဲ့ညီအောင်ခင့်နဲ့ညီအောင်နေဖို့လိုအပ်တယ်။ကိုယ်အတွက်လိုအပ်တဲ့ဖြည့်ဆက်စာတွေတောက်ဖို့လိုအပ်တယ်။၄၀နောက်ပိုင်းရောက်ပြီဆိုတာနဲ့ဖြည့်ဆက်စာလိုအပ်နေပြီ။ဒါကြောင့်ဒီမိရဒီဖြည့်ဆက်စာအကြောင်းဘာလို့လာပြဆိုလိုအပ်လို့လာပြောပြတာ เนาะအမျိုးသမီးဆိုတဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့ဖြစ်ဆက်စာတွေစားပေးမယ်အမျိုးသားဆိုတဲ့အမျိုးသားနဲ့ပတ်သက်တဲ့ဖြစ်ဆက်စာတွေကိုစားပေးရင်းနဲ့ကိုယ့်ရဲ့အိမ်တော်တစ်ခုကိုတည်တန်းခိုင်မြဲအောင်အာရှည်ရှည်ထိပွားလို့ရတယ်အဓိကပျော်ရွှင်เนาะအာပျော်ရွှင်ဟိုဘာလဲဘယ်လိုပြောမလဲဆိုကျမ်းမာခြင်းဒီပျော်ရွှင်ခြင်းပဲပျော်ရွှင်ခြင်းဒီလေကျမ်းမာခြင်းအဲ့လိုမျိုးအတယောက်နဲ့တယောက်ပြဿနာမဖြစ်အောင်ဖေးဖေးမမနဲ့တယောက်နဲ့တယောက်တိုင်ပင်ပြီးတော့ အာနေ့ရက်တိုင်းကိုအကောင်းဆုံးပျော်ရွှင်စွာဖြတ်သန်းသွားမယ်ဆိုလို့ရှိရင်ဒီအရွယ်မတူတဲ့အိမ်တော်ရေးတွေကတည်မြဲမှာဖြစ်တယ်။မင်းရဲ့ဒီနေ့ညပီမှုတွေကအကျိုးရှိတယ်ဆိုလို့ရှိရင်ကိုကိုမတ်မှာကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိခဲ့ပြီပါ။ကိုအတွက်အားနည်းချက်တွေဘာတွေဖြစ်နေလဲဆိုတာကိုကိုစစ်ပြီးတော့တိုင်မြင်ချင်တယ်ဆိုရင်မင်းရဲ့ profile အောက်က Fiverr နံပါတ်နဲ့လာပြီးတော့ဆွေးနွေးလို့ရပါတယ်။ ဘယ်မှာအမျိုးသားမျိုးသမီးတွေလိုအပ်တဲ့ဖြစ်ဆက်စာတွေရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေကောင်းကြပါစေ